ရဲ့လမ်းစဉ်နဲ့လျော်ညီတဲ့ကျင့်သံမှုမျိုးတွေမကျင့်ဆောင်ကြဘဲနဲ့အာရမဘက်မှာရင်းရိုင်လိုက်ပါနေတယ်ဆိုရင်တော့ဓမ္မောဟိဣတိနံတသောဆိုတဲ့ဘုရားရဲ့မိမာကျဲအရာဓမ္မအမှားသားမရှိကြတော့တဲ့အတွက်ဒီမဘာသာဘုန်းကြီးတွေအများစုဟာယဟန်တန်ကားလို့မခေါ်ဆိုထိုက်တဲ့အနေအထားမျိုးတွေဖြစ်နေတာဖြစ်ပါတယ်ရုရှားပူတင်ကိုသူကမဘာသာလို့ထင်းပြီးတော့သွားပြီးတော့မြောက်တာပေါ့မဘာသာတွေကတော့သဘောကျတာဟုတ်မြောက်လိုက်လို့ရှိရင အဲ့တော့စုတွေဘောတစိတ်တွေပေးလိုက်ရင်ခြေနဲ့သွားကြတာအားလုံးပဲမင်္ဂလာပါဓမ္မဖြင့်အာဓမ္မကိုတော်လှန်ခြင်းဓမ္မတာကိစ္စသကားဝိုင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဦးဇင်းတို့ဒီဓမ္မတာကိစ္စသကားဝိုင်းကို အပတ်စဉ်ကြာတာပရိနိမြန်မာသနော်ကြီးည၈နာရီတိုင်းဓာတ်ရိုက်ထုတ်လွှင့်နေတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒီတစ်ပတ်မှာ အပိုင်း82ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း82မှာဥကောဝိဒဂျာမနီဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေကို ပြန်လည်တင်ပြသွားမှာပဲဖြစ်ပါတယ်။ဦးဇင်းတို့ရဲ့ຫນွေဥတော်လန်ရေးဟာဒီနှစ်ရှိခဲ့ပြီပေါ့နော်။အဲ့တော့ခီးလည်းပဲတော်တော်တော်ရောက်ခဲ့ပါတယ်။ရောက်ခဲ့တယ်ဆိုတာကမလာတကယ်တမ်းကျတော့တိုင်းပြည်ကိုစီကားအောင်တိုးတက်အောင်အုပ်ချုပ်နိုင်စွာတကယ်မရှိပါဘူး။သူ့လိုပဲညံဖျင်းတဲ့စစ်တပ်ရဲ့ထောက်ခံမှုလောက်ပဲသူရတာပါ။တကယ်တမ်းကျတော့မလာဟိုတစ်ချိန်တုန်းကအနေလက်ထက်က65နှစ်ပြည့်လို့ရှိရင်သူအနားယူရမယ်ဆိုပြီးတော့ သူပြောခဲ့တယ်ပြီးတဲ့အခါကျတော့စစ်တပ်ထဲမှာ သူ့လောက်အယီချင်းရှိတဲ့လူ မရှိလို့သူနားယူလို့မရသေးဘူးဆိုပြီးတော့ပြောပြန်တယ်တကယ်စဉ်းစားမယ်ဆိုလို့ရှိရင်တက်မတော်ကြီးတစ်ခုလုံးကိုသူစော်ကားလိုက်တာပဲလို့ဒါစဉ်းစားလို့ရတယ်သူ့လောက်မှာအယီချင်းရှိတဲ့လူတွေဟာစစ်တပ်ထဲမှာမရှိလို့ယူနေရတယ်ဆိုတော့ဩဒီလိုစစ်တပ်ကြီးဟာမျိုးတော်လိုင်းရေးမှာတိုက်တန့်ရှုံးနေတာဘာဆန်းတယ်လေလို့အဲ့တော့တကယ်ကိုလက်နဲ့မပြည့်စုံတဲ့ တူမီနဲ့စခဲ့ရတဲ့ဒုတ်သားတွေနဲ့စခဲ့ရတဲ့တော်လန်ရေးကိုတောင်မှ မနိုင်နိုင်တာတော်သေးတယ်တကယ်နိုင်ငံတကာနိုင်ငံခြားတပ်တွေကများဝင်သိမ်းမယ်ဆိုလို့ရှိရင်မာလာတာဟာဘာမှကိုဘာဆိုဘာမှကိုအမကူတော့တဲ့စစ်တပ်ပဲလက်နဲ့မရှိတဲ့ပြည်သူလောက်ကိုပဲအနိုင်ကျင့်လို့ရတယ်စစ်တပ်ပဲဆိုတာဟာဒါထင်ရှားသွားတယ်နော်မာလာပြည်တွင်းအကြောင်းကိုလည်းမသိဘူးနိုင်ငံတကာယဉ်ကျေးမှုကိုလည်းတကယ်ကိုနားမလည်ဘူး တကယ်နားမလည်ဘူးဆိုတာကဘာလို့လဲဆိုတော့ပြီးခဲ့တဲ့လကမ္ဘာစာမျက်နှာမှာအချက်တကွဲအကျိုးနည်းနဲ့ဖြစ်သွားခဲ့တယ်ဟာဘာလဲဆိုတော့ပူတင်ကိုရုရှားသမ္မတပူတင်ကိုသွားပြီးတော့ခမရဟာအရင်ဘဝတုန်းကခမရကျွတ်ပဲဆိုပြီးတော့အဲ့ဒါလိုပြောခဲ့တာနော်ငါတို့ဗုဒ္ဓကအဲ့ဒါဘုရားကခမရကိုဗျာဒိတ်ပေးခဲ့တဲ့ကျွတ်ဆိုအဲ့လိုပြောခဲ့တော့ကျွတ်လို့ပြောလို့ရှိရင်နိုင်ငံတကာမှာနောက်နိုင်ငံတွေရဲ့ယဉ်ကျေးမှုကိုစဉ်းစားကြည့်လိုက်လို့ရှိရင် ဘသူကမှဟလာအဲ့ဒီလူတွေကိုကြွက်ပါလို့ပြောလို့ရှိရင်ဘသူမှမကြိုက်ဘူးအဲ့တော့အင်္ဂလိပ်စကားပုံမှာရှိတယ်မလားဆိုရိုးစကားမှာလေ smell and the rest ဆိုတာနော် smell and the rest ဆိုတာကတကယ်ကိုမယုံကြည်ရတဲ့ကောက်ကျစ်တဲ့လူလို့အဓိပ္ပာယ်ရတာပူတင်ကမြအဲ့ဒါလို့သွားပြောတယ်လို့ပူတင်ကသွားထင်ထင်ပါပဲဘာလို့လဲဆိုတဲ့အခါကျတော့သူတို့ဘွား တွေကတန်တရာဆိုတဲ့စကလုံးကိုလည်းလက်ခံထားကြတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့လိုပုဂ္ဂိုလ်ကသွားပြီးတော့အဲ့ဒါကိုများကျင့်နေသွားနိုင်တယ်ဆိုတော့ဩ ဒီလိုအမတန်မှညံဖြင်းတဲ့အတွေ့အခေါ်ခေါင်းပါတဲ့လူတယောက်ကခေါင်းဆောင်လုပ်တယ်ဆိုတာတတော်ကိုချက်စရာကောင်းတယ်နောက်တစ်ခါအဲ့ဒီလိုခေါင်းဆောင်မှုအောက်မှာနေနေတဲ့တက်မတော်သားတွေဟာတတော်ကိုအီချင်မရှိတဲ့လူတွေပါလားအဲ့ဒီလိုပုဂ္ဂိုလ်များခေါင်းဆောင်တင်းနေကြတယ်ဆိုပြီးတော့ထင်သွားမှာပဲပါဇက်ကမပြောရင်တန်နေမယ်ပေါ့ယုံစည်းစည်းနဲ့နေနေရတာနေနေတာနေရတော့အပြင်းတော့ ဲ့ဒီလိုတွေးခေါ်ပေါ်လာတယ်ပြီးတဲ့အခါကျတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ့နော်အထူးသဖြင့်တော့မဘာသာတွေပေါ့မဘာသာတွေဩဒီလိုအကြီးအချင်းမရှိတဲ့ခေါင်းဆောင်ကများထောက်ခံတဲ့မဘာသာတွေရှိနေသေးတယ်ကိုဆိုပြီးတော့အထင်သေးမှာပဲဆိုတော့မဘာသာပြီးအနေနဲ့ကတော့သူကဓမ္မဖြစ်တာမဖြစ်တာဗုဒ္ဓရဲ့ကျမ်းစာထဲမှာပါတာမပါတာကိုစိတ်ဝင်စားမှာမဟုတ်ပါဘူးဖက်စစ်စစ်တပ်မရင်းတပ်ရဲ့ခေါင်းဆောင်မင်းအွန်လိုင်းကိုထောက်ခံနေခြင်းဟာမင်းအွန်လိုင်းက ဘာသာသာသနာကိုတကယ်ဆောက်ရှောက်လို့ထောက်ခံနေတာမဟုတ်ပါဘူးသူတို့ကိုလာဘလို့ခေါ်တဲ့လာလာဘတွေတက္ကာရလို့ခေါ်တဲ့ပူတော်မှုတွေတိတော့ကလို့ခေါ်တဲ့ကြော်ကြားမှုတွေနဲ့မြူစဲဖြားရောတိမ့်တင့်ထားလို့မင်းအောင်နိုင်ကိုထောက်ခံနေကြတာပဲဖြစ်ပါတယ်သူတို့ကိုယ်နိုင်ကလည်းဘာသာသာသနာကိုတကယ်ချစ်မြတ်နိုးလို့ယဟန်ဘုရားမှာယက်တည်နေတာမဟုတ်ပါဘူးဒီနေ့မင်းအောင်လိုက်လုပ်နေတဲ့လုပ်တွေဟာ ဦးဇင်းတို့ရဲ့ပြည်သူလူထုတွေမှာဒုက္ခပေါင်းများစွာခံရတာကိုလည်းဒီနေ့မဘာဒဘုန်းကြီးတွေအသိပဲဖြစ်ပါတယ်ဓမ္မကိုလက်ကင်ပြုတဲ့ဗုဒ္ဓရဲ့လမ်းစဉ်နဲ့လျော်ညီတဲ့ကျင့်သံမှုမျိုးတွေမကျင့်ဆောင်ကြဘဲနဲ့အာရမဘက်မှာရင်းရံလိုက်ပါနေတယ်ဆိုရင်တော့ဓမ္မောဟိဣတိနံတသောဆိုတဲ့ဗုဒ္ဓရဲ့မိမာကျဲအရာဓမ္မအမှားသားမရှိကြတော့တဲ့အတွက်ဒီမဘာဒဘုန်းကြီးတွေအများစုဟာယဟန်တန်ကားလို့ မခေါ်ဆိုထိုက်တဲ့အနေအထားမျိုးတွေဖြစ်နေတာဖြစ်ပါတယ်။နောက်ဆုံးကတော့တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးပေါ့ဒီလောက်အကြီးချင်းမရှိတဲ့လူကိုတောင်မှချုပ်မချနိုင်ဘူးလားဆိုတဲ့အာမျိုးပေါ့နော်တတော်ကိုညံဖြစ်နေတာတွေပဲအထင်သေးခံရမှာတတော်ကိုရှက်စရာကောင်းတယ်ရုရှားပူတင်ကိုသူကမပတလို့ထင်းပြီးတော့သွားပြီးတော့မြှောက်တာပေါ့မပတတွေကတော့သဘောကျတာဟုတ်မြှောက်လိုက်လို့ရှိရင်အဲ့ဒါစုတွေဘောတစိတ်တွေပေးလိုက်ရင်ခြေနဲ့သွားကြတာအဲ့ဒါလို့ထင်ပြီးတော့သွားမြှောက်လိုက်တာ စုတစိတ်တွေပေးတာနော်ဘယ်လာရုစ်နိုင်ငံနိုင်ငံကိုလည်းသွားပေးတာပဲအဲ့တော့အမတန်မှရှက်စရာကောင်းတယ်ငါတို့နိုင်ငံဟာတကယ်ကိုနိုင်ငံတကာအလဲမှာခေါင်းပေါ်နိုင်မယ်ဆိုရင်ဒီလိုအညံစားခေါင်းဆောင်တွေကိုဖြုတ်ချဖို့လိုတယ်နော်တကယ်လို့ဒါဒီလိုရုရှားသမ္မတပူတင်ကများဟိုးတုန်းကတို့မြန်မာနိုင်ငံကရောမင်းကြီးဥပိုးလိုင်းဆိုတာရှိခဲ့ဘူးတယ်လေအဲ့ဒီအကြောင်းများအဲ့ဒီရာဇဝင်များဖတ်ဖတ်ခဲ့ဘူးတယ်ဆိုရင်ပေါ့ ။အာမဲအောင်လဲကွာမဲကတော့လှုပ်ပြန်ပြီးငါ့အိုများရောမင်းကြီးဥဖုံးနိုင်များထင်းနေသလား။မင်းကလည်းမြင်းထင်းကတာလို့ဖြစ်နေပါပြီကွာလို့။ငါ့ကိုအဲ့လိုမမြောက်ပါနဲ့ဆိုပြီးတော့အဲ့လိုပြောကောင်းပြောလိုက်မယ်။မနေ့ကပဲတမ်ဖို့ခေါင်းဆောင်ခင်ကြီးကဘာပြောလဲဆိုတော့ဖိလစ်ပိုင်သမတဟောင်းဒူတာတေးကို ICC ကဖမ်းပြီးတော့စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတာဒါမတရားဘူးမတရားတဲ့လုပ်ရမားနေတယ်ဆိုပြီးတော့အဲ့ဒါခင်ကြီးကပြောတာ နားထောင်လိုက်ရတယ်အဲ့ဒါပါလဲဆိုတဲ့အခါကျတော့တကယ်ဒူတာတီဖမ်းခံရတာကို ICC ကဖမ်းသွားတာကိုတကယ်မတရားဘူးလို့ထင်လို့မဟုတ်ဘူးဒူတာတီဘက်ကရက်တည်ပြီးတော့ကာကွယ်ခြင်းလို့လည်းမဟုတ်ဘူးဒူတာတီကိုကာကွယ်ခြင်းလို့မဟုတ်ဘူးเนาะအမှန်တရားကိုမျက်နှုတ်လို့လည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့မကြခင်ငါတို့လည်းရောက်လာတော့မယ် ICC ကအများရောက်လာရင်ငါတို့လည်းဒူတာတီလိုပဲ ICC တရားရုံးမှာ အစစ်စစ်ခံရတော့မယ်အဖမ်းခံရတော့မယ်ဆိုပြီးတော့အဲ့ဒါလိုစိတ်တွေပူပြီးတော့ဟာတာမတရားဘူးမတရားဘူးဆိုပြီးတော့အဲ့ဒါပူနေတာစိတ်ပူတယ်လို့ပြောနေတာเนาะ ICC ကလုတ်တာလုတ်တဲ့လုတ်ရမှားနေတယ်လို့ပြောတာသူတို့လုတ်တဲ့လုတ်ရတွေအလုံးကအမှန်အဲ့တော့ငါတို့လုတ်တဲ့လုတ်ရတွေပဲမှန်တယ်နိုင်ငံတကာကလုတ်တဲ့လုတ်တွေကမှားတယ်ဆိုတဲ့သဘောမျိုးတတော်ကြီးကိုစိတ်ပူနေကြပြီဆိုတဲ့ဥစ္စာကိုတော့ဒါတတော်ကြီးမြင်နေရတယ်မဟာလကလည်းပြောတယ်လေဆိုတော့ ည်သူတွေတက်အိုးအိမ်စည်းစိမ်တွေပျောက်ဆုံးနေတဲ့ဟာတွေကိုပြည်သူတွေဒုက္ခရောက်နေတာတွေကိုသင်္ကန်းစာယူကြပါတော့တဲ့အဲ့လိုသင်္ကန်းစာယူနေအောင်ဆိုပြီးတော့များအပြစ်မရှိတဲ့ပြည်သူတွေကိုလေရင်နဲ့ဘုံကျဲနေကြသလားတော့မသိဘူးနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာနိုင်ငံကြီးအပြာပုံကြီးပဲကြံကြံငါအုပ်ချုပ်ရရင်ပြီးတော့ဆိုတဲ့စိတ်စိတ်နဲ့မာလာကနေရာတကာမှာဘုံကျဲနေတယ်လို့ဒါပြောလို့ရတယ်အာနာစယူစဉ်ကာလကလေးကစား လုံရဲတာဘာမှမရှိဘူးဆိုတဲ့စကလုံးနဲ့တာထွက်ပြီးတော့သူတို့တန်းပြည်ရဲ့အာဏာကိုမတရားရယူခဲ့တာဖြစ်ပါတယ်။လင်ညာစကားပြောတတ်တဲ့သူဟာမလုံရဲတဲ့အကုသူဆိုတာမရှိဘူးလို့ရဗုဒ္ဓကမိန့်ပါခဲ့ပါတယ်။ဒါကြောင့်လောဝါဒတုတ်တံမှာအထင်ရှားပါ။ဒီလိုမိန့်ပါခဲ့တဲ့အလျောက်ပဲခုဒီမဟာလဟာလည်းပဲမလုံရဲတာဘာမှမရှိဘူးဆိုတဲ့စကားနဲ့အာနာကိုမတရားရယူတယ်ရယူပြီးတော့ဇော်မဲလုံးကတဆင့်ပုဒါဝါရာပေါင်း တောင်းချောက်ထောင်နဲ့မုံလုံးပြည့်မှုသာဝါဒတွေကျင့်သုံးပြီးတော့ပြည်သူတွေကိုကျင်းထည့်နေရတယ်အားလုံးအသိပါအဲ့ဒီသောမဲလုံးရဲ့လေတံကိုပဲလိုက်ပြီးတော့မှဆက်ပြီးတော့နောက်မှဘောမနေကြတဲ့တော်မျိုးမင်းတို့ကျော်စိုးဦးတို့အစရှိတဲ့သူတွေကလည်းပဲထပ်ဆင့်ပြီးတော့မှလင်ညာမှုသားတွေနဲ့ပြည်သူတွေကိုမှိုင်းတိုက်ကျင်းထည့်နေကြတာဟာလေအထင်ရှားပဲဖြစ်ပါတယ်။ဒါကြောင့်မလာဟာရှေ့မှာပြည်သူတွေကိုမတရားဘုံကျဲမယ်တိုက်ခိုက်မယ်တပ်ဖြတ်မယ် မရင်ကျင်မဲ့ရွာတွေမိချွတ်မဲ့ပြီးရင်သူတို့လောက်တာမဟုတ်ပါဘူးဆိုပြီးတော့မတရားမှုသားစကားတွေတုံးညမယ်ဝင်းနေမိတာယုံဇေတော်ကြီးကိုလွတ်ကြံရင်စဉ်ကာလကလည်းအစောပိုင်းကာလမှာဒါဟာ PDF တွေလောက်တာပါဆိုပြီးတော့လင်ညာခဲ့တာပဲလေကန်သုံးတဲ့ဇေတော်ကြီးကအမှန်တရားကိုဖော်ထုတ်လိုက်တဲ့အခါကျမှလင်ညာမှုပေါင်း36တောင်းတွေကဘူးပေါ်သလိုပေါ်လာတာဒါဟာထင်ရှားတဲ့တာရကပါမထင်ရှားတဲ့လင်ညာမှုမျိုးတွေကလည်းအများကြီးပါဒါကြောင့် မကောင်းတာတွေအားလုံးအကုန်လုံးပြင်မယ်ပြီးရင်မှုသားနဲ့ကာမယ်ဒါဟာစစ်မိတ်သာစစ်ဘလူဖက်စစ်စစ်တပ်မရင်းတက်ရဲ့လုံယုံလုံစင်တခုပဲဖြစ်ပါလိမ့်မယ်မဟာလကဟိုနေ့ကသူ့အောက်ကတက်မတော်သားတွေကိုဘာပြောလဲဆိုတော့ငါတို့ဆုံရှုံသွားတဲ့နေမြေတွေကိုတဲ့ချမ်းပြည်နယ်တွေမှာရောကချင်ပြည်နယ်မှာရောစကိုင်းတိုင်းမှာရောအေရဝတီတိုင်းမှာရောနော်မကွေးမှာရောနောက်တခါရခိုင်မှာရောအဲ့ဒါလိုဆုံရှုံတဲ့နေမြေတွေမှာအဲ့ဒီနေမြေတွေကိုပြန်ရနိုင်တဲ့စစ်ဘိုးတွေကိုတဲ့စစ်သားတွေကို ဆုပေးမယ်တဲ့ယာဓုတိုးပေးမယ်ဆိုပြီးတော့ဘွဲ့တစိတ်တီချင်းမြဲမယ်ဆိုပြီးတော့ပြောပြန်တယ်ဘလောက်ထိအောင်ဉာဏ်ပညာနိုင်ပါသလဲဆိုတာဒါစဉ်းစားကြည့်လို့ရှိရင်ပေါ်လွင်ပါတယ်မဟာလာကမင်းတို့စစ်သားတွေမင်းတို့တပ်မတော်သားတွေဟာတကယ်တိုင်းပြည်ချစ်လို့လာတဲ့ကောင်တွေမဟုတ်ဘူးမင်းတို့ယာဓုတက်ချင်လို့လိုချင်တဲ့လာတဲ့ကောင်တွေတက်ထက်ကိုဝင်လာတဲ့ကောင်တွေဘွဲ့တစိတ်တီလိုချင်လို့တက်ထက်ကိုဝင်လာတဲ့ကောင်တွေဒါကြောင့်မလို့မင်းတို့ယာဓုတိုးချင်ရင်ဘွဲ့တစိတ်တီလိုချင်ရင် ငါတို့ဆုံးရှုံးသားတွေအားတွေကိုပြန်တိုက်ကြပါဆိုပြီးတော့အဲ့ဒါလို့ပြောလိုက်တာနဲ့အတူတူပဲတကယ်တမ်းကျတော့စော်ကားတာနဲ့အတူတူပဲဒီချင်းမရှိတဲ့မလာကိုပဲခေါင်းဆောင်တင်နေရတယ်ဆိုတာသူ့အကပုံကိုယ်တွေကတကယ်ကိုအရေးချင်းမရှိဘူးအတွေးခေါ်မရှိဘူးဉာဏ်ပညာမရှိတဲ့စစ်ဘုစစ်သားတွေကပဲသူ့ကိုခေါင်းဆောင်တင်နေကြတယ်ဆိုတာဒါထင်ရှားတာပေါ့ဒါကြောင့်လည်းပဲတိုက်တိုင်ရှုံးဆိုတာဒါဖြစ်နေကြတာပဲเนาะဒီလောက်ထိအောင်ဒီလောက်နိုင်ငံတော်ရဲ့ budget နဲ့ လက်လက်အပြည့်အစုံနဲ့တိုက်တာတောင်းမှငယ်အောင်မတိုက်နိုင်ဘူးဆိုတာအင်မတန်မှညံပြင်းလို့ကြညံပြင်းကြလို့ပေါ့အခုလိုစော်ကားခံရတာတောင်းမှစော်ကားခံရလို့ခံရမှမတိဖြစ်နေကြတဲ့စစ်ဘုစစ်သားတွေဟာတကယ်ပဲဝမ်းနေစရာကောင်းပါလေစစ်ထဲမှာဝင်နေကြတာစုတွေမဲ့လို့ဆိုပြီးတော့ဒီလိုပြောလိုက်တာပဲတကယ်တမ်းကြတော့အဲ့ဒီလိုစော်ကားခံရတဲ့တမတော်သားတွေအနေနဲ့တကယ်တိုင်းပြည်ကိုချစ်လို့ဝင်နေဆိုလို့ရှိရင်မင်းအောင်လှိုင်ကိုဥစွာပထမချုပ်ချပြစ်ဖို့လိုတယ် ပြည်သူနဲ့လက်တွဲဖို့လိုတယ်ပြည်သူတွေကလည်းပဲမအားလာတက်ကိုဖြုတ်ချနိုင်မှမိမိတို့လိုချင်တဲ့ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်တဲ့ Federal Democracy စနစ်ကိုရရှိနိုင်မှာဖြစ်တယ်ဆိုတာကိုပြောကြားရတဲ့ဦးစင်းရဲ့ပြောကြားချက်ကိုမိကုံးချုပ်ပါတယ်ဒါကတော့ဆယ်လိုအကောဂိဒါဂျာမနီဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေကိုပြန်လည်တင်ပြခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ဖက်စစ်စစ်တပ်မရင်းတပ်ဟာရုံမာမှုပေါင်းတတဘူဆောင်းပြီးပြည်သူတွေကိုအမျိုးမျိုး နှိမ့်ဆက်ညှင်းပန်းနေတယ်ဆိုတာပြောပြစရာမလိုအောင်ထင်ရှားနေတဲ့ဦးဇင်းတို့မျက်မြင်ဒိဋ္ဌပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရပိုင်းကလည်းပဲလေရင်နဲ့ဘုံကျဲတာတွေခက်စိတ်စိတ်ကျူးလွန်လာတာတွေတွေ့မြင်ရတာပဲဖြစ်ပါတယ်မာလာသည်ကြာဆုံးကနီးအခြေအနေကိုရောက်နေပြီးတဲတဲပဲကြံတော့တယ်ဒီတဲတဲပဲကြံတော့တဲ့သူ့ရဲ့ငင်းနေတဲ့အသက်နဲ့ပြည်သူကိုကြောက်ကံကံပြီးပုံမူရက်ဆက်ရုတ်မာလာပါလိမ့်မယ်ဒါတွေကိုလည်းဦးသင်တို့ပြည်သူတွေ တတိဝရိယဓာပြီးတော့မှဉာဏ်ပညာနဲ့ရှောင်ရှားဖို့အင်မတန်မှလိုအပ်ပါတယ်ဒီအာရမဝါရတွေကြီးစိုးနေလို့လဲဘုသူ့နိုင်ငံဟာအာရမဝါရရဲ့စိုးကျိုးတက်ရောက်မှုတွေအနေနဲ့ဒုက္ခဆင်းရဲပေါင်းများများစွာကြုံတွေ့နေကြရတာပဲဖြစ်ပါတယ်ဒီလိုရုံမှမူပေါင်းတဲ့ဘူးစောင်းနေတဲ့သူတွေကိုထောက်ခံပြုနေတဲ့အမှုပညာတွေတွေတော့၎င်းဘုရားသားတော်မြေခံရတဲ့ယဟန်တန်ဃာတွေဟုတော့၎င်းဘုသူ့ပြည်သူတွေကျင့်ဖယ်နိုင်ဖို့လိုပါတယ်ဒါမှသာလျှင် အာရမအင်အားရုပ်လျော်ပြီးတော့ဓမ္မအင်အားတွေအားကောင်းကတာယာလှပတဲ့ဓမ္မနိုင်ငံတော်ကိုဝိုင်းဝန်းထူထောင်နိုင်ကြပါလိမ့်မယ်လို့ပြောကြရင်းနဲ့ဒီပြန်လဲတင်ပြချက်ကိုဒီကုန်းကံပါသုတ်တာပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်